ဒီ line တွေကနေပြီးတော့တင်ငါကိုအာမွေးရမယ်6သုံးညာ1ဒဲမွေးရမယ်ဆိုပြီးဦးနိုင်ပြခဲ့တာရှိတယ်အဲ့ဒါလေးကရှစ်ပရိတ်ကြိုက်တဲ့မိဆွေတွေ6သုံးညာ1ဆိုတဲ့ကနေထည့်ထိုးရင်လည်းထိုးလိုက်ပေါ့ဒါဦးနိုင်ပြန်ပြပေးမယ်ပေါ့နော်ဖြစ်စဉ်လေးကဒီ3လုံး5ဒီ3လုံး5လို့ထည့်တယ်နော်အဓိကကတော့ဒီမှာ335လို့ခွေတယ်30ကွန်ထောက်တယ်3လုံး5 3လုံး5လို့ထည့်တယ်ထည့်ပြီးတဲ့နေဒီ3လုံး6ဒီ3လုံး6ဒီ4လုံး6လို့ကစားတယ် ကစားပြီးတာနဲ့6ပရိတ်က6ပရိတ်လို့ထည့်တယ်ဒါဖြစ်စဉ်တွေအတိုင်းမင်းတွေတေးတာဒုတိယကလည်းအဲ့ဒီလိုပဲ3နဲ့9နဲ့ထောက်တယ်3 3 5လို့ခွေလိုက်တယ်3လုံး5 3လုံး5ကစားတယ်ဒီ3လုံးကိုဒီ3လုံးကို4လုံးပေါင်းရင်6လို့ထည့်တယ်ထည့်ပြီးတာနဲ့ခွန်ပရိတ်ကခွန်ပရိတ်လို့လှန်ကစားတယ်အခုတတိယကမှလည်းအဲ့ဒီလိုပဲ9နဲ့3နဲ့ထောက်တယ်3 3 5လို့ခွေတယ်ဒီ3လုံး5ကဒီ3လုံး5လို့ထည့်တယ် ထည့်ပြီးကြတယ်ဒီ၃လုံးကိုဒီ၃လုံးကို၄လုံးပေါင်းရင်ကိုလို့ကစားပြီးတော့ break shift က break shift လို့သူကထည့်တယ်တိုင်မင်းကြီးကအများကြီးသူ့ရဲ့ကစားကွက်ကြီးအဲ့ထဲမှာပေါ့နော်အဲ့ဒီမှာသူကဘယ်လိုလေးကစားခဲ့လဲဆိုတော့ဒီ၃လုံးပေါင်းရင်ခွန်ဒီ၃လုံးပေါင်းရင်က၈ဒီ၃လုံးပေါင်းရင်က၉လို့လည်းထည့်ခဲ့တယ်စီနီယာလေးတွေပြီးတော့မှဒီမှာဂွာပေါင်းရင်၈ဂွာပေါင်းရင်၈ဂွာပေါင်းရင်၈လို့သူကပုံတွေထည့်တယ်အဲ့လိုထည့်ပြီးတော့မှဂွာပေါင်း၈ရဲ့အောက်မှာဒီနှလုံးက1ဒီနှလုံးက3 နော်ဒီနှလုံးဟာ၄ဆိုပြီးတော့ခွန်ရှစ်ကိုကို2 3လေးနဲ့ပြန်ထည့်တယ်ဒီခွန်ကိုဒီနှစ်ထည့်တယ်ဒီရှစ်ကိုဒီ3ထည့်တယ်နော်ဒီ6ကိုဒီ၄လို့ထည့်ပြောအာကျန်တာတွေပါထည့်ပြောရင်လူရင်းရမှာမဟုတ်တော့ဘူးနော်ကဲကောင်းပြီအဲ့ဒီတော့အဲ့ဒီဖြစ်စဉ်တွေထဲမှာအဲ့ဒီလူတွေကစားပြီးတော့ဒီနေရာမှာရှိတဲ့9တုံညာ9ဆိုတဲ့ကဏ္ဍဒီ6ဖြစ်ချင်း၄ချက်နော်၃လုံးပေါင်း6 3လုံးပေါင်း6 4လုံးပေါင်း6လို့ကစားကြတဲ့အတွက်နော် ဒီ939ဆိုတဲ့ကဏ္ဍဒီဒီနေရာလေးမှာထွက်တော့မယ်ဆိုရင်ခါသုံးလုံး9လို့ကစားပြီးတော့3ထိပ်လို့ထောက်ပြီးတော့မှသူ့အောက်ကိုထွက်တယ်ဒါဥနိုင်မွေးကဏ္ဍဖြစ်နေပြောခဲ့တယ်ဒီမှာလဲအဲ့ဒီလိုပဲဖြစ်စဉ်တွေအားလုံးကိုတင်လိုက်တယ်နှစ်ဦးက939ဒီဒီမှာထွက်ဖို့အတွက်ကိုခါသုံးလုံး9 3ထိပ်လို့ထောက်ပြီးတော့မှသူ့အောက်ကိုထွက်တယ်နော်အဲ့တော့ဒီဖြစ်စဉ်တွေအားလုံးကိုတီးပြီးတော့ဒီမှာရှိတဲ့တင်9ခုဆိုတဲ့ကဏ္ဍဒီဒါဥနိုင်တို့ဒီမှာတော့ကစားခဲ့သေးတယ်နော် 199ကကိုလို့ထောက်တယ်ဒီမှာ3ထိတ်လို့ထွက်တာရဲ့အောက်မှာဒီနေရာလေးမှာ3တုံညာကိုထွက်တဲ့ပွဲမှာဒီ19ကိုဆိုတဲ့ကဏ္ဍလေးဦးနိုင် line ဘုံမှာပြခဲ့သေးတယ်နော်အဲ့တော့ तू ကအဲ့မှာမထွက်ခဲ့ဘူးအခုလဲတခါဒီမှာဒီ3လုံး9လို့ကစားပြီး3ထိတ်လို့ထောက်တော့ဒါဒီနေရာလေးမှာနော်ဒီ19ကိုဆိုတဲ့ကဏ္ဍလေးဒီနေရာလေးကိုဦးနိုင်ကထွက်ရှင်းတယ်နော်ဒါငါပြိတ်ဟုတ်ပြီအဲ့တော့အဲ့ဒီစနစ်ထဲမှာ तू ကဘာပါလဲဆိုတော့အဲ့ဒီ သုံးသုံးညာကိုထွက်တဲ့ပွဲတော်ကဥနိုင်ပြခဲ့တာဒီသူကနေရာအထိုင်လေးရကြတော့ငါးထိတ်လို့နှစ်ဦးမှာနှစ်ပိတ်မှာငါးငါးထိတ်လို့ထွက်တဲ့တွေ့အဲ့ဒီနှစ်ထဲကငါးနှစ်သုံးညာဆိုတဲ့ကဏ္ဍဒီသူ့ရဲ့တနစ်ချပြီးနောက်တစ်နှစ်မှာဒဲထွက်တယ်ဒီမှာလဲနှစ်ပိတ်မှာငါးထိတ်စီလို့ကစားတယ်အဲ့ဒီနှစ်ထဲကနော်အဲ့ဒီနှစ်ထဲက၄၃၄ဆိုတဲ့ကဏ္ဍဒီတနစ်ချပြီးတော့၄၃၄လို့ပဲဒဲထွက်တယ် ငါးထိတ်လို့ဆက်ကစားတယ်အဲ့ဒီနှစ်ထဲက3ခွန်ခွန်ဆိုတဲ့ကဏ္ဍဒီတနေချပြီးတော့3ခွန်ခွန်လို့ပဲဒဲထွက်တယ်ဒီမှာလဲငါးထိတ်လို့ထွက်တယ်အဲ့ဒီနှစ်ထဲကခွန်ရှိခွန်ဆိုတဲ့ကဏ္ဍဒီတနေချပြီးတော့ဒီဘက်နှစ်မှာခွန်ရှိခွန်လို့ပဲဒဲထွက်တယ်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာငါးထိတ်လို့သူကစားထားတယ်ဒီနှစ်ထဲကကဏ္ဍတစ်ခွက်ကဒဲထွက်ရမှာကိုနော်အဲ့တော့အခုမထွက်သေးဘူးဒီနှစ်ထဲကကဏ္ဍဒဲထွက်ဖို့တော့ကငါးထိတ်လို့ကစားခဲ့တဲ့အတွက်ဒီမှာရှိတဲ့ကဏ္ဍဒီ ကို9တစ်ရှိတယ်ဒီမှာ2ဦးမှာ9တစ်ကိုရှိတယ်เนาะအဲ့တော့ကြိုက်တဲ့မိတ်ဆွေတွေကကို9တစ်လဲထိုးလိုက်9တစ်ကိုလဲထိုးလိုက်ဒါဦးနိုင်ကတော့ကို9တစ်လို့ပဲထည့်ပေးထားတယ်နိเนาะအစဉ်ပြေလို့ရေးပေးထားလိုက်တာเนาะအဲ့တော့ဒါ9ကိုတစ်ဇလန်းအဲ့ထဲကမွေးကနန်းနှစ်ကွက်ထုတ်ပေးခဲ့တာကိုအဲ့တော့9ကို9တစ်ဆိုတဲ့မွေးကနန်းတစ်ကွက်ကတော့ပြပြီးပြီနောက်တစ်ခုဒီဘွဲမှာ variation နဲ့ပတ်သက်လို့အဲ့ဒီ6တုံညာနဲ့ဒဲဆိုတဲ့ မွေးကနန်းကကြတော့ဒီ line ကလေးနဲ့ကစားခဲ့တာနော်ဒီ၃လုံး၃ညကိုဒီလို၃ညလို့ဖြစ်တာရဲ့အောက်ကဒီကနန်းဒီသူ့ရညာပဲတနစ်နှစ်နှစ်၃နှစ်မြောက်ထဲမှာဒီမှာလိုက်ပြီးအကွက်ရွှေ့ဖြစ်နေကစားတယ်ကစားတော့ကွာခွန်ရဲ့ဇောင်းကိုကစားတယ်အဲ့လိုကစားပြည့်နေသူ့အောက်က၃၃၈ဆိုတဲ့ကနန်းဒီအဲ့ဒီနှစ်ထဲမှာဒဲပဲလိုက်ထွက်တယ်ဒုတိယအကမှလည်းအဲ့လိုပဲဒီ၃လုံး၃ညကဒီလို၃ညလို့ဖြစ်လို့ဒီသူ့အောက်ကကနန်း၄၅၀ဒီတနစ်နှစ်နှစ်၃နှစ်မြောက်ထဲမှာ ဒီမှာထွက်တယ်ထွက်တော့မဲ့အချိန်မှာလဲကွာခွန်ရဲ့ဇောင်းကိုပဲထွက်တယ်ထွက်တော့သူ့အောက်ကကနန်း344ဆိုတဲ့ကနန်းကလည်းအဲ့ဒီနှစ်ထဲမှာဒဲထွက်တယ်နော်434နဲ့မဆိုင်ဘူး344လို့ပဲထွက်တယ်ဟုတ်ပြီဒါဆိုရင်အဲ့နဲ့တို့ဒီမှာဒီသုံးလုံးပေါင်းရင်တုံညကိုဒီလိုတုံညလို့ကစားတဲ့အတွေ့သူ့အောက်ကကနန်း464ဆိုတဲ့ကနန်းဒီတနည်းနည်းသုံးနည်းမြောက်ထဲမှာကွာခွန်ရဲ့ဇောင်းကိုပဲထွက်တယ်ထွက်တော့သူ့အောက်မှာရှိတဲ့ကနန်း633ညနှစ်ဒီဒီနေ့ထဲမှာ 啊，别退啊！